ဒီခေတ်ကြီးက digital ခေတ်ကြီးမီဒီယာကိုအလွန်အမင်းသုံးဆွဲလာတဲ့ခေတ်ကြီးအဲ့လိုခေတ်ကြီးထဲမှာစိုးဝါးတဲ့အကျိုးတက်ရောက်မှုတွေကိုရလာတာကို brain rock လို့ပြောကြတာ brain rock ဖြစ်နေတဲ့ဒီနေ့ခေတ်လူငယ်တွေဟာအာယုံစူးစိုက်မှုကိုသုတေသနလုပ်တဲ့ပညာရှင်တွေကသူတို့တွေဟာ shit ဒသမ25စက္ကန့်အတွင်းမှာသူတို့ကိုဆွဲဆောင်နိုင်ရင်ဆွဲဆောင်မဆွဲဆောင်နိုင်ရင်တော့နောက်တစ်ခုကိုကြောင်းမိတာမှတ်ပြီးတော့မင်္ဂလာပါဆရာတို့တစ်ခေါက်ပြန်တွေ့ကြပြန်ပြီပေါ့ ဒီနေ့တော့ဆရာကဘာလေးစဉ်းစားရလဲဆိုတော့သကလုံးတွေအကြောင်းဆရာစဉ်းစားရတယ်။စာလေးလည်းနည်းနည်းပြန်ဖတ်ဖြစ်တယ်ပေါ့လေ။ဖတ်တဲ့အခါမှာပုံမှန်ဖတ်တဲ့စာတွေမဟုတ်ဘဲနဲ့သကလုံးတွေကိုဆရာလိုက်ပြီးတော့စိတ်ဝင်တစားနဲ့ဖတ်ဖြစ်တယ်။သကလုံးတွေဆိုတော့ဘာသကလုံးတွေလဲပေါ့။ဥပမာအစလုံးငယ်ငယ်တုန်းကကြားဘူးရဲ့သကလုံးတစ်လုံးရှိတယ်။ Green Dream ပေါ့။ အုံနောက်ယိုစီးမှုပြဿနာဆိုပြီးတော့တော်တော်လေးနာမည်ကြီးခဲ့ပါဘူး။ကျွန်တော်နိုင်ငံမှာညံကောင်းတဲ့သူတွေစာတော်တဲ့သူတွေအဲ့လိုလူတွေဟာအသက်အရွယ်တစ်ခုရောက်လဲရောက်လာတော့ထူးချွန်ထက်မြက်တဲ့သူတွေဟာသူများနိုင်ငံကိုပြောင်းသွား။ပြောင်းလဲဆိုတာလည်းမမှားပါဘူး။ဘာလို့လဲဆိုတော့ရေးကြီးရာမျက်နှာရာကိုလူတွေဟာရွှေ့ကြပြောင်းကြမှာပဲဖြစ်ပါတယ်။အဲ့လိုပြောင်းသွားတဲ့အခါမှာဆရာတို့ဘာသွားတွေ့ရလဲဆိုတော့ကိုယ်နိုင်ငံမှာရှိတဲ့ထူးခြားတဲ့ထူးကျွန်းတဲ့တက်ကျွန်းတဲ့အုံနောက်တစုံဟာ ခုများနိုင်ငံကိုစီစဉ်သွားတယ်လို့ပြောပါတယ်။ဒါကြောင့်ကျွန်တော်ကအုံနောက်ယူစည်းတယ်လို့ပြောကြပါဘူး။အဲ့တော့အခုခေတ်ကိုပြန်ကြည့်လိုက်တော့အုံနောက်ယူစည်းတာလည်းမဟုတ်တော့ဘူး။ခိုးလုံးကကျွန်တော်ငငယ်တော့ဆိုရင်ဘယ်လိုဖြစ်လဲဆိုတော့ဟိုတိတ်တော်တဲ့ကောင်တွေတိတ်ထက်မြက်တဲ့ကောင်တွေက overseas သွားကြတာပေါ့။နိုင်ငံသားမှနေချေချကြတယ်။ဘာဖြစ်တယ်ညာဖြစ်တယ်ပေါ့။နိုင်ငံသားသွားပွားလည်းတော်တော်ခက်ခဲတယ်။အဲ့တော့ခူးကျွန်းနဲ့အုံနောက်တွေပျောက်ပျောက်သွားတယ်လို့ဆရာပြောခြင်းပါ။အဲ့တော့ဆရာကအုံနောက်ယူစည်းတယ်ပေါ့။ ဟောဒီနေ့ခေတ်လဲကြတော့ကမ္ဘာကြီးကလည်း globalization ဖြစ်လာတယ်တကယ့်ရွာကြီးတရာလိုဖြစ်လာတဲ့အတွက်ကျွန်တော်တို့နိုင်ငံတွေအားလုံးဟာအဲ့ထဲမှာပဲကူလူဆက်ဆက်ရင်းနဲ့ရည်ကြည်ရမျက်နှာရောသွားနေတာဟာကျွန်တော်တို့နိုင်ငံတနိုင်ငံနဲ့မဟုတ်တော့ဘဲနဲ့နိုင်ငံပေါင်းစုံဖြစ်ကျွန်တော်တို့နိုင်ငံမှာလည်းတခြားနိုင်ငံကသူတွေအလုပ်လာလုပ်တယ်လို့ကျွန်တော်တို့နိုင်ငံကသူတွေကလည်းတခြားနိုင်ငံမှာသွားပြီးတော့အလုပ်လုပ်ကြတာတွေ့ရပါတယ်ဒါကအုံနောက်ယူစီးရဟုတ်ပြီဒီခေတ်ကြီးကကျတော့အုံနောက်ယူစီးတာလည်းမဟုတ်ဘူးလေ ကာယယူစည်းမှုပြဿနာခန္ဓာကိုယ်ကာယပလတံမာထွားချိုင်းတဲ့လူတွေလေနိုင်ငံရခြားမှာသွားပြီးတော့ကာယလုတ်သားရဲဆိုကြပါဘူး general workers ပေါ့လေအဲ့လိုအလုပ်တွေသွားလုပ်တာကိုတွေ့ရတာဒါဆိုရင်ကျွန်တော်တွေကပြန်စဉ်းစားကြည့်ဖို့လိုလာပြီပေါ့ အဲ့ဘာလဲဆိုတော့ brain drain ဆိုတာဦးနှောက်ယူစီးတယ်နောက်တစ်ခါဆရာကပြောခဲ့တယ်ကာယဗလပေါ့နော်ခန္ဓာကိုယ်နဲ့လုတ်ကင်စားတော့တဲ့လူငယ်တွေပြောမယ်ဆိုတော့ human resource ပါပဲလူစွမ်းအားတွေဆိုပျောက်ဆုံးကုန်ကလေးတယောက်ဗမာပြည်မှာမွေးတယ်ဦးငယ်လေးကနေတတ်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 ဆက်ရှင်နှစ်အထိမြန်မာပြည်ကမိဘတွေမြန်မာပြည်ကအနေထားတွေမြန်မာနိုင်ငံသားတွေမြန်မာပြည်ရဲ့အင်အားတွေမြန်မာအစားအစာတွေမြန်မာအဝန်အဝိုင်းတွေနဲ့သူ့ကိုဆရာကထိန်းချောင်းပြီးတော့ဆရာပြုစုယူရကြတယ်ဘတ်ဆိုသူအလုတ်လုံနိုင်တဲ့အရွယ် 19 20လဲကြာလဲကြာတော့သူများနိုင်ငံရောက်သွား လွှဲနိုင်ငံရောက်သွားတဲ့အခါမှာလည်းသူကစာတော်စီဖြစ်စီမတော်စီဖြစ်စီအုံတော်ယူစီတာတော့မဟုတ်တော့ဘူးကုံထမ်းမလားဟဲ့ပယံလုံမလားဟဲ့စောက်လို့ရေဝန်ထမ်းလုံမလားဟဲ့ဆက်ယုံလုံသားလုံမလားဟဲ့ ਨੇ ရောက်ရောက်သွားတော့ဆရာတို့ကခန္ဓာကိုယ်တွေပါယူစီကုန်တယ်ကာယဗလာနဲ့ပတ်သက်တဲ့ကိစ္စတွေပါဆရာတို့ယူစီကုန်တယ်ဒါဆိုလို့ရှိရင်ကိုယ်တိုင်ပြည်မှာကိုယ်နေထိုင်ပြီးတော့လုံဖို့မလိုဘူးလားလို့မင်းရင်တော့ဆက်မှာလေအတိအကျဖြစ်ရလို့ပြောလို့မရဘူးဟိုးပဝေတဏီတွေကဆရာတို့လူသားတွေဟာရည်ကြည်ရာညှက်နှူရာရှာဖွေစားတော့ကြတဲ့ဘဝရှိကြတာဘူးအဲ့တော့ တခြားနိုင်ငံကသူတွေလည်းဒုနိုင်ငံကိုရောက်နေသလိုဒုနိုင်ငံကသူတွေလည်းခြားနိုင်ငံကိုရောက်နေတာဖြစ်တဲ့အတွက်ဆိုတော့ဒီခေတ်ကြီးမှာတော့ဘုံတော့ယူစည်းတာတွေပါလို့ရှာတိတ်အများကြီးမပြောချင်ပေမဲ့ဒီနေ့စကလုံးတစ်လုံးဆရာဘာလေးတွေ့ရလဲဆိုတော့ brain rock ဆိုတဲ့စကလုံးလေးတွေ့ရတယ်နိုင်ငံသားပဲသွားသွားဗမာပြည်မှာပဲနေနေ brain rock လို့ခေါ်ပါတယ် brain rock ဆိုတဲ့စကလုံးကဘာလဲဆိုလို့ရှိရင်တော့ဆရာတို့ဒီကက2025ရောက်နေတာဆရာတို့လွန်ခဲ့တဲ့နှစ်ကြံခဲ့တဲ့တစ်နှစ်က2024ဖြစ်ပါတယ် အဲ့ဒီ2024ခုနှစ်အတွက်တဲ့အကောင်းဆုံးစကလုံးလို့တောင်သိရတယ် brain rot ကို brain rot ကတိပဲရအုံနောက်ပုတ်တိုးခြင်းလို့တိပဲရတယ်အုံနောက်ပုတ်တိုးသွားတဲ့စကားဆိုတကယ်တော့အုံနောက်ကြီးပုတ်ပြီးတော့ခေါင်းကြီးပြက်ပြီးယူသွားတာမဟုတ်ဘူးတဲ့တင်စားပြောဆိုတဲ့စကလုံးဖြစ်တဲ့ brain rot ဆိုတဲ့စကလုံးကအဲ့တော့သူကဘာဖြစ်တာလဲဆိုတော့ဒီခေတ်ကြီးက digital ခေတ်ကြီးမီဒီယာကိုအလွန်အမင်းသုံးဆွဲလာတဲ့ခေတ်ကြီးအဲ့လိုခေတ်ကြီးထဲမှာစိုးဝါးတဲ့အကျိုးတက်ရောက်မှုတွေကိုရလာတာကို brain rock လို့ပြောကြတာ ကုန်းတို့တွေကပုတ်ကုန်တယ်တိုးကုန်တယ်ပြောမယ်ဆိုရင်တော့ generation z နဲ့ alpha ရဲ့ online ရေးစီးကြောင်းနဲ့ online ယဉ်ကျေးမှုတဲကနေပေါ်ထွက်လာတဲ့သကလုံးလို့ပြောရမှာပါတယ် ဖြစ်စကားလို့ပြောမှာပေါ့ဒါလို့တမီးတို့အရွယ်တွေမှာဖြစ်နေတဲ့စကားပေါ့ brain rot ကဆိုတော့စောင်းတုပ်ဖတ်မယ်ဆိုပြီးတော့စိတ်ကူးလိုက်တယ်စောင်းကိုစကြိုင်တယ်ကြိုင်ပြီးနှစ်ချောင်းသုံးချောင်းတမျက်နာတော့မရှိသေးဘူးဘတ်ဆိုပြန်ချတယ် online ပေါ်ပြန်တက်တယ်အာ social media တွေပြန်ရောက်သွားတယ် digital တွေနဲ့ပြန်ပြီးတော့ဆရာတို့ရင်းနှီးသွားတယ်ဒါဆိုရင်ပြောချင်တဲ့သဘောကတစုံတစ်ခုကိုဆရာတို့အကြာကြီးအာယုံမစိုက်နိုင်ဘူးနဲ့တူတယ်တစုံတစ်ခုကို concentration အပြည့်အဝကြာကြာမပေးနိုင်တဲ့သဘောသဘာဝမျိုးကိုတွေ့လာပါတယ် ဒါလည်းမှန်တာပဲခစ်ကြီးက ြောင်းနေတာကိုကျွန်တော်တို့ကြုံတွေ့နေရတဲ့ခေတ်ကို speak လို့ခေါ်တဲ့လင်မြန်မှုတွေနဲ့ပြေးလွှားမှုတွေနဲ့သွားနေရတဲ့ခေတ်ဖြစ်နေတယ်။အဲ့တော့ခေတ်ကြီးတိုးတက်လာတဲ့ခေတ်ကြီးမြန်ဆန်လာတာနဲ့အမျှကျွန်တော်တို့တွေကလည်းများများသိခြင်းမြန်မြန်သိခြင်းနဲ့စိတ်တည်နေကျွန်တော်တို့ကကြည်ပြင်းနဲ့ဝင်းကျင်နဲ့မှလူလာဖြစ်နေရတာကိုအဲ့လိုမျိုးဖြစ်လာပြီဆိုရင်တစုံတစ်ခုကိုအာယုံစိုက်ဖို့စ조사လိုက်တိုင်း조사လိုက်တိုင်းတခြားတစ်ခုကိုလည်းသိခြင်းနဲ့စိတ်တည်ဆရာတို့ပေါ်လာပါတော့တယ်ဆရာကဆရာသုံးသက်ပြမယ်ဆရာပေါ့ ကျဆရာပေါ့ဆရာသူ Netflix ကြည့်တယ် Netflix ကြည့်မယ်ဆိုရင် Netflix ရုပ်ရှင်သားတို့တမျိုးကိုလည်းကြည့်ဘူးပါပဲ Netflix ကိုကြည့်နေနေဆရာဘာဖြစ်လဲဆိုတော့ရုပ်ရှင်ကြည့်ဖို့ရွေးနေတာကဆက်မှာအာရုံမဆိုင်နိုင်ဘူးဒီကားကိုကြည့်လိုက်2စက္ကန့်နမနေ3မိနစ်ဖက်ဆိုဆရာနောက်တကားပြောင်းကြည့်လိုက်မမိုက်ဘူးလို့ထည့်လိုက်နေ Netflix ရွေးတဲ့ကာလကပဲရုပ်ရှင်တကားစာလောက်ကြာနေတာကိုတွေ့ရတယ်ဒါဆိုဆရာသိကြတယ်ဆရာလည်း brain rot ဖြစ်နေပြီအုံနောက်ပုံတိုးတဲ့စီချောင်းတွေကိုဆရာရောက်နေပြီလို့ခံစားလို့ရတယ်အဲ့တော့ဆရာတို့ဘာသာတွေ့ရလဲဆိုတော့ဆရာငငယ်တုန်းကတော့တဲ့ဇာုပ်တွေဖတ်တယ်ဝတ္ထုတွေဆိုလို့ရှိရင်3အုပ်တွဲ4အုပ်တွဲ5အုပ်တွဲတောင်ဖတ်တယ်စိတ်ပါလက်ပါဖတ်တယ်စိတ်ဝင်တစားဖတ်ကြတယ်အဲ့လိုဘာလို့ဖတ်နိုင်တာလဲဆိုတော့ဆရာတို့မှာရွေးချယ်စရာနေတယ်တယ်လီဗီရှင်းမရှိဘူးရေဒီယိုပဲရှိတယ် ဟုတ်ပြီနော်အဲ့တော့ကျွန်တော်တို့ကရွေးချယ်စရာနေအခုလိုမျိုး social media တွေမရှိဘူးရွေးချယ်စရာနေတော့ကျွန်တော်တို့ကရှိတဲ့ဟာပဲကျွန်တော်တို့သုံးကြအဲ့ဒါဘာလဲဆိုတော့စာဖတ်ခြင်းပဲစာဖတ်တယ်ဆိုတော့စာဖတ်တာတိတ်အစဉ်ပြေတယ်အဲ့တော့တိတ်သဘောမကျတော့ဘူးဆိုရင်အခြားအရာကိုပြောင်းလို့မရဘူးဒီစာဥပ္ပဲစာဖတ်တာဆိုတော့ကျွန်တော်တို့ကစာရီကိုအာယုံစူးစိုက်စွာနဲ့အကြာကြီးဖတ်နိုင်ပါတယ်အဲ့တော့ပြောရမယ်ဆိုရင်တော့အံ့ဩစရာကြီးနော် brain work ဖြစ်နေတဲ့ဒီနေ့ခေတ်လူငယ်တွေဟာအာယုံစူးစိုက်မှုကိုသူ့တေတနာလုပ်တဲ့ပညာရှင်တွေကသူတို့တွေဟာ၈ဒသမ25စက္ကန့်အတွင်းမှာသူတို့ကိုဆွဲဆောင်နိုင်ရင်ဆွဲဆောင်မဆွဲဆောင်နိုင်ရင်တော့နောက်တစ်ခုကိုပြောင်းမိတာမှတ်ပြီးတော့၈ဒသမ25စက္ကန့်အတွင်းမှာကြည့်နေတဲ့သူကသူညှိဝါးပြီးဆိုတော့မှဒါလည်းရင်အဲ့ဒီ topic ကိုသူစိတ်ဝင်စားနေဆက်ဖတ်မှာဖြစ်ပါတယ်။ဆရာညီလေးတယောက်တားလေးတယောက်ကိုဆရာတွေ့ဘူးလေ။ဆရာစီမှာ counseling လာလုပ်တာပေါ့။ ဆရာကောင်ဆယ်လင်းနဲ့လုပ်တယ်ငှက်တိတ်ဆွေးနွေးအကြံပေးတဲ့အလုပ်တွေလုပ်တယ်ကောင်ဆယ်လင်းကလုပ်တဲ့သားလေးကတနာဖို့ကောင်းတယ်သူဘာလဲဆိုတော့သူကွန်ပျူတာနဲ့လည်းဂိမ်းကစားရတယ်တပြိုင်နက်တည်းမှာပဲဒီဘက်မှာလည်းဘာကစားနေဆိုတော့သူ့ဖုန်းနဲ့လက်ကင်ဖုန်းနဲ့ဟန်ဖုန်းနဲ့လည်းသူနောက်ဂိမ်းတစ်ခုကစားရတယ်ဒီဘက်မှာလည်း Apple iPad လိုဟာမျိုးယူထောင်ပြီးတော့ကစားရတယ်ဂိမ်းတွေကိုပဲသူ့မှာ၃၄မျိုးကိုတစ်ခုရဲသူကစားနေတာကိုဆရာတို့တွေ့ရကွန်ပျူတာနဲ့နှိပ်လိုက်နှိပ်ရင်ဟိုကောင်ဟောင်ရောက်သွားလိုက်ဒီဘက်ကိုကစားလိုက်ဆရာဘာသွားတွေ့လဲဆိုတော့သူဟာ တစုံတစ်ခုကိုအာယုံဆိုင်ဖို့သူသိဖီးမလာဘူးနဲ့တူတယ်ဒါပေမဲ့သူ့ကိုယ်သူကြောက်တယ်သူဘယ်လိုပြောလဲဆိုတော့သူဒီတဲ့ညံရီတွားတယ်ပေါ့ဒီဂိမ်းကိုကစားနေတဲ့ဘတ်ဆိုဟိုဘက်ဂိမ်းကလိုအပ်ချက်ကိုသူတွေ့တယ်ဒီဘက်ကဟာကိုသူတွေ့တယ်ဆိုပြီးတော့သူ့ကိုယ်သူကသုံးသက်တယ်ဆရာလည်းသူ့ကိုနားလည်ပေးပါတယ်ဟုတ်တယ်ဒါလည်းဖြစ်နိုင်ပါတယ်ဒါဒီလိုမျိုးကျွမ်းကျင်တာလည်းဖြစ်နိုင်တယ်လို့ဒါဟာ concentration နဲ့ပတ်သက်ရင်တော့ဒါတော်တော်လေးအားနည်းနေတယ်လို့ဆရာသူနဲ့စကားကြီးပြောပြတယ်အဲ့လိုနဲ့သူကဖြစ်လာဆိုတော့ဒီဂိမ်းကစားတယ်ဒီဂိမ်းကစားတယ်ဒီဂိမ်းကစားတယ်သူ့ခန်းလေးထဲမှာသူ့ကဘာလေးလုပ်ပြီးတော့အစာစားဖို့တော့တတိ ်ပေးယူရတဲ့အထီးသူဖြစ်လာပြီးတော့မိဘတွေကစိတ်ပူလာတယ်ထမင်းစားမှပြောရင်တော့မှစားနေရင်းနဲ့ဒီဘက်ကဂိမ်းကိုနှိမ့်နေတော့ဒီဘက်ကဒါကိုလုံနေတော့အဲ့လိုတွေဖြစ်လာတဲ့အတွက်ဆရာတို့တွေဟာစိတ်တရလောမှုတွေကိုမြ мян ဆန်ဆန်ဖြစ်လို့မှုတွေကိုထိမ့်သိမ့်ပြီးတော့အေးအေးကွေးကွေး ထိထိမိမိတတ်တတ်ရရဲ့ငင်းငင်းချင်ချင်ဆောင်ရွက်နိုင်တဲ့စိတ်တရားကိုရှာလို့လိုလာတာကိုအကြံပေးခြင်းပါတယ်။ဒါကြောင့်ခစ်ကဘာဖြစ်လာလဲဆိုတော့မြန်လာတယ်။ဟုတ်တယ်ခစ်မြန်လာတဲ့အတွက်ဆရာတို့တွေဟာအဲ့ဒီခစ်နဲ့အတူလိုက်မြန်ရတာပေါ့။သို့တော်လည်းဆရာတို့ဂယုဆိုင်ဖို့တော့လိုပါတယ်။ဒါကတော့ကိုကိုကိုဖြစ်ဖြစ်နေနေနဲ့တတ်တတ်တတ်နေတတ်ဖို့လေလိုတယ်လို့အကြံပေးခြင်းပါ။ဆရာငငယ်ကဆရာမိရဲ့ယုံကိုလိုက်သွားတယ်။မိမိယုံမှာဘာသွားတွေ့ရလဲလက်နှိပ်ဆက်ရိုက်တဲ့အန်တီတယောက်ရှိတယ်။ အဲ့အန်တီနာမှာထိုင်ပြီးတော့လက်နှိပ်ဆက်ရိုက်တာကိုကြည့်တော့လက်ကလေးကဖက်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 မြန်လိုက်တာဒေါက်တာကြောက်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 မြန်လိုက်တာလုံးဝဒီဟိုမကြည့်ဘူးလက်နှိပ်ဆက်ခလုတ်ကိုမကြည့်ဘူးဒီဘက်ကစာအုပ်ပဲကြည့်ပြီးတော့ပျောက်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 ပျောင်းပျောင်းဂလောင်းဂလောက်ပျောင်း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 အတားသဘောကြတာပဲအဲ့လိုကြည့်နေရင်လည်းပဲဆရာပါတော်တယ်ဆိုအန်တီကဥမာဆိုပါစို့ THE ဒေကိုသူရိုက်ရမှာကိုသူမှားသွားတယ်ပေါ့ RHE ဖြစ်သွားတယ်ဆိုရင်သူက R ကိုတီပြန်ပြရအောင်အဲ့ခါကျရင်အန်ဒီကစက်ကိုငြေအောင်ဒီကန်လုပ်တယ်ဒီဘက်ကခလုတ်ကြီးကိုဆွဲတယ်ဂျီးဆိုရွှေ့တယ်အဲ့ခုနက R နေရာမှာတီပြန်ရိုက်ဖို့အတွက်အဲ့နေရာကိုတက်တက်လေးပြန်ရွှေ့တယ်ရွှေ့နေခလုတ်ကလေးကိုဖွားဖွားလေးသုံးက200အဲ့လိုနှိပ်တော့မှဒီက R ဖြစ်မဲ့ R ကိုတီကိုပြောင်းမဲ့စလုံးတန်လေးကပေါ်လာပြီးတော့အန်ဒီရအိနာလေးမှာနှင်းလေးနဲ့ပါလေးတို့ပြီးတော့မှဘတ်ဆို၃ကောက်လောက်ဖိရတော့မှဘတ်ဆို RHE ကနေ THE ဖြစ်သွားတယ် ဆိုတော့ပြောချင်တဲ့သဘောကမှားသွားလို့ပြင်ရင်တော့အချိန်တော်တော်ကြာကြာယူပြီးတော့အေးအေးဆေးဆေးနဲ့မှန်အောင်ဆရာတို့ပြင်ရတာကိုတွေ့ရတယ်။ Now a day ဒီနေ့မှာတော့ကွန်ပျူတာတွေသုံးကြတယ်၊ keyboard တွေသုံးကြတယ်၊ screen ပေါ်မှာပြုံးသုံးကြတယ်။စလုံးတစ်လုံးမှားသွားတာနဲ့ delete လုပ်ရတာမြန်တယ်။နောက်ကိုပို့တဲ့မြားလေးနဲ့ဖတ်ဖတ်လို့လုပ်လိုက်ရုံပဲ။သူမဟုတ် delete ကိုနှိပ်လိုက်ရုံပဲ။ဒါတော့မှဆရာတို့အဲ့လိုမျိုး နှိပ်လိုက်တာနဲ့ချက်ချင်းပြက်ပြီးပြန်ပြင်လို့ရတာဟုတ်ကြတို့စိတ်မရှိဘဲနဲ့ပြောင်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 နဲ့ခလုတ်တွေကိုကြတို့နှိပ်နှိပ်မိနေတာမကြာခဏဆိုတာကိုပဲကြတို့တွေ့မိပါမယ်။ဒါကြောင့်အချိန်နဲ့မောင်းနေတဲ့ခက်ကြီးတွေမှာကြတို့လူသားတွေဟာအချိန်နဲ့အတူမှီအောင်လိုက်ကြတယ်။အချိန်များလေလေမထိန်နိုင်မသိမ့်နိုင်လေလေလူငယ်တွေနဲ့ထိတွေ့နေတဲ့ဆရာတယောက်ဆိုတော့ဆရာလူငယ်တွေကိုတွေ့ရင်အများနဲ့ဆရာနားထောင်ပြတယ်။သူတို့တန်နေကြတဲ့အခါမှာစိတ်မကောင်း ဒီလောက်စူးစမ်းပါလျက်နဲ့အခုထိဘာမှမဖြစ်သေးဘူးကျွန်တော်ကဒုက္ခပါပဲ I don't like my life I don't like my job အဲ့လိုဖြစ်နေကြအခုထိကျွန်တော်မချမ်းသာသေးဘူးအခုထိမအောင်မြင်သေးဘူးဆိုတဲ့စကားတွေအများကြီးကြားဆရာနားလေပါလေသူတို့ဆရာရောင်ရဲပါလို့ပြောတော့ချို့ရဆရာနှာခမ်းတွန့်ပြီးတော့စိတ်ဆိုးကြဟွန်း ကြောင်ရဲပါဆိုတာဆရာကမကြိုးစားနဲ့လို့ပြောတဲ့သဘောပါပဲမကြိုးစားစီခြင်းလို့ပါပဲအလကားပါလို့ဆရာကိုထင်ကောင်းထင်ကြမယ်မှန်ပါတယ်မကြိုးစားနဲ့လို့ထင်မယ်ဆိုလဲထင်ပါသို့တော့ရောင်ရဲတာလုံးဝမကြိုးစားဘဲနဲ့တော့နေခိုင်းတာမဟုတ်ပါဘူးကြိုးစားဖို့လည်းလိုတယ်ရလာတဲ့ good result ကိုလည်းဆရာတို့လက်ခံပြီးတော့ကျေနပ်တတ်ဖို့လိုပါတယ်ဒါကြောင့်ကြိုးစားတယ်ကြိုးစားတဲ့အကျိုးကျေးဇူးကိုရတဲ့အခါမှာ ကျတော့နေတယ်မများဘူးအများကြီးလိုချင်တယ်ဆိုတော့ကိုကျိုးခံစားခွင့်အတိအပွင့်တွေကိုတော့မှမခံစားနိုင်ဘဲနဲ့ဆရာတို့မောပန်းနေမှာဆရာစိတ်ပူတာပါအသက်ပဲငင်းငင်းအသက်ပဲကြီးကြီးနားလည်ရမယ့်ဟာတခုရှိတယ်ကို့အသက်အရွယ်အနေအထားနဲ့ထိုက်တန်နဲ့ဝင်ဝီယာဒူးဌာနန္တရဆိုတာသူ့အရွယ်နဲ့သူရောက်လာတာဖြစ်ပါဒါအသက်အစိတ်ပဲရှိသေးတယ်နိုင်ငံတော်တမနာလုပ်လို့မရဘူး အနည်းဆုံးအသက်40ရှိမှနိုင်ငံတော်သမ္မတလုပ်လို့ရပါမယ်။အသမီးကအသက်20ပဲရှိသေးတယ်။ကျောင်းအုပ်ချုပ်မှကြီးလုပ်လို့မရဘူး။ကိုယ့်အကူကျောင်းကျောင်းထောင်ပြီးကျောင်းအုပ်လုပ်ရင်တော့ပြောတတ်ဘူးပေါ့။တကယ်ထိုက်တန်တဲ့အတွေ့အကြုံတွေအယူအဆတွေနဲ့သွားတော့မှသာလေအရွယ်တစ်ခုပြီးတစ်ခုတစ်ခုပြီးတစ်ခုရောက်လာရင်းနဲ့ဆရာတို့ဟာဘာဖြစ်လာမလဲဆိုတော့ထိုက်တဲ့နေရာတစ်ခုရပါလိမ့်မယ်။ကြီးကျယ်ခမ်းနားတဲ့ငွေကြီးကျော်ဝချမ်းသာမှုတွေကိုဆရာပြောတတ်ဘူးနော်။ဟုတ်ပြီ။ဆရာငငယ်တုန်းက ကျောင်းသားဘဝတဖြည်းဖြည်းနဲ့ကြိုးစားတယ်အခုဒီအရွယ်မှာဒီအသက်အရွယ်မှာထိုက်တဲ့နဲ့နေရာတစ်ခုနဲ့လောက်ကင်နိုင်တဲ့အဆင့်တန်းတစ်ခုဆရာတို့ရတယ်ဒါကြောင့်လူငယ်တွေကိုပြောချင်ပါတယ်ကိုယ့်အသက်အရွယ်ထက် ပူကြီးမာတဲ့မျော်လင့်တောင်းတမှုတွေကိုလိုချင်နေမယ်ဆိုရင်စိတ်ပိုင်းဆိုင်ရာတွေပင်ပန်းပါလိမ့်မယ်။အာယုံစူးစိုက်မှုတွေနည်းနေတဲ့ခုနကခေါင်းစဉ်လေးဆရာပြသွားခြင်းနဲ့ brain rock လို့ခေါ်တဲ့အုံနောက်ပုတ်သွို့မှုမျိုးကိုမဖြစ်အောင်လေကိုကိုကို concentration ကောင်းကောင်းမိအောင်လုပ်နိုင်ဖို့လိုရဲလို့ဆရာအကြံပေးခြင်းပါတယ်။ဒါကြောင့်စာရီဖတ်ပြီးတော့လောကကိုကြည့်ဖို့လိုပါတယ်။လောကကိုစာရီဖတ်ပြီးကြည့်တတ်ပြီးဆိုရင်လောကကကိုကိုပြန်ပြီးတော့ ပေးတဲ့သင်ခန်းစာတွေရပါလိမ့်မယ်။အဲ့ကောင်တွေရတဲ့အခါမှာရှာလို့စိတ်ဖိစီးမှုတွေလျော့သွားနိုင်တယ်လို့ brain rock ဖြစ်တဲ့အုံနှောက်ပုတ်တုံးမှုကိုလည်းလျှော့ချနိုင်မယ်လို့ပြောချင်ပါတယ်။ဒါကြောင့်ဆရာတက်လက်စာလည်းပြောလိုက်ပါဦးမယ်။ရှာလို့ဒီ master ထဲမှာဆိုရင်ရွှေနှုတ်မှာဗာလီတွေ့ရလဲဆိုတော့ သူတို့ရဲ့ application ကို download လုပ်လိုက်လုပ်ပြီးသွားလို့ရှိရင်တားရဲ့ screen ပေါ်မှာပေါ်လာပြီဆိုရွှေနှုတ်ထဲကိုဝင်လိုက်တမီးတို့တအားလို့ဝင်လိုက်ပြီးတဲ့နဲ့တပြိုင်နက်တည်းရွှေနှုတ်ဟာလက်စင်ကြီးပေးစရာမလိုဘဲနဲ့အခမဲ့ဖတ်ရှုလို့ရတဲ့စာအုပ်၁၀အုပ်ရှိပါတယ်အဲ့၁၀အုပ်ကိုကိုညီဆန်းကြည့်လိုက်ပါအဲ့၁၀အုပ်ကလည်းတိတ်စိတ်ဝင်စားဖို့ကောင်းတဲ့ခေါင်းစဉ်တွေဖြစ်တယ်ဒါကြောင့်အဲ့၁၀အုပ်ကိုဖတ်ကြည့်ပြီးတဲ့အခါမှာကိုဟာစာဖတ်ခြင်းနဲ့မှုလျော်ပြီးစာဖတ်ခြင်းကိုညှိပြီးစာဖတ်ဖို့လိုပြီးစာဖတ်ဖို့ရအောင်လုပ်တော့မယ်ဆိုရင်တပြိုင်နက်တည်းရွှေနှုတ်ကို ုအကြောင်းကြားပြီးတော့ဒီကနေတစ်ဆင့်ဈေးနှုန်းတွေ short ပေါ်ပြီးမယ်ဈေးနှုန်းတွေနဲ့အတူရွှေနှုတ်ကစာအုပ်တွေအများကြီးကိုဖတ်လို့ရတဲ့ခွင့်ရေးရှိတယ်ဆိုတဲ့အကြောင်းလေးဆရာပြောချင်ပါတယ်ဒါကြောင့် concentration အာရုံစိုက်ပါ brain rock လို့ခေါ်တဲ့အုံနောက်ပုတ်တိုးရဆိုတဲ့ဒဏ်ရာတန်ချက်မရအောင်ဆောင်ရွက်နိုင်ပါစီလို့ပြောချင်ပါတယ်ကျေးဇူးအများကြီးတင်ပါတယ်ဆက်နံပါတ်ညီညီပါနိုင်ငံတကာကကဘာကျော်စာရေးဆရာတွေရဲ့စာအုပ်ပေါင်း900ကျော် မြန်မာဘာသာဖြင့်အတန်ရောစာနဲ့ပါနှစ်ချုပ်ဖတ်ရှုနားဆင်နိုင်တယ်လို့စာအုပ်တုံးလို့ရဲ့အစအဆုံးနားထောင်ခြင်းရွှေနှုတ် application ကိုခုပဲ download ဆွဲပြီးတော့ဖတ်လိုက်ပါနော်